မတန်ဆွမ်းသူများ၏အတန်များကိုနားထောင်ခြင်းလက်ရှိအခြေအနေတွေကိုထင်ဟနိုင်ဖို့မြန်မာနိုင်ငံတော်ဟန်းကမတန်ဆွမ်းသူ89ဦးကိုစစ်တမ်းကောက်ယူခဲ့ပါတယ်။ပြိပခဖြစ်ပွားမှုများတဲ့ဒေသ၊အလယ်လက်ရှိတဲ့နေရာဒေသ၊ဖြစ်ပွားမှုနည်းတဲ့နေရာဒေသတွေကမတူညီတဲ့မတန်ဆွမ်းမှုအမျိုးအစားရှိသူတွေကိုစစ်စစ်ကောက်ယူထားပါတယ်။မတန်ဆွမ်းသူများ၏ဘဝအခြေအနေ လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေအရေးရက်ကြောင့်ထိခိုက်မှုအခြေအနေတွေဟာအခြားသူတွေနည်းတူမတန်ဆွမ်းသူတွေအပေါ်မှာလည်းတက်ရောက်မှုရှိပါတယ်။ဒီလိုတက်ရောက်မှုကြောင့်မတန်ဆွမ်းသူတွေဟာသူတို့ရဲ့မတန်ဆွမ်းမှုအခြေအနေကြောင့်ပိုပြီးခက်ခဲကြပါတယ်။အရေးပေါ်အခြေအနေမှာခိုးလုံတင်းရှောင်ဖို့အပါအဝင်ကျန်းမာရေးဆောင်ရှောက်မှုရရှိဖို့နဲ့ဝင်ငွေရရှိဖို့အတွက်ကြီးမားတဲ့စိန်ခေါ်မှုတွေရှိပါတယ်။မီဒီယာနဲ့လူမှုကွန်ရက်အသုံးပြုမှု မတန်ဆွမ်းမှုအမျိုးအစားလိုက်အသုံးပြုတဲ့မီဒီယာနဲ့ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကကွဲပြားပါတယ်။ကိုအင်းကမတန်ဆွမ်းသူတွေဟာမီဒီယာပလက်ဖောင်းတွေအသုံးပြုဖို့အခက်အခဲနှေးပါပြီးမယ်။အကြအာယုံမတန်ဆွမ်းသူတွေအမြင်အာယုံမတန်ဆွမ်းသူတွေအတွက်တော့အခက်အခဲတွေရှိနေသေးပါတရင်ချက်လက်တွေတည်ရဖို့မတန်ဆွမ်းမှုအမျိုးအစားလိုက်လိုအပ်ချက်နဲ့ကိုက်ညီတဲ့နည်းလမ်းတွေကိုထည့်သွင်းမစင်စားတာအသုံးပြုမှုနှိမ့်ပါတာကကြီးမားတဲ့အခက်အခဲအတားအဆီးဖြစ်ပါတယ်လူမှုအဖွဲ့အစည်းအတွင်းပါဝင်ဆောင်ရွက်နိုင်မှု ခွဲခြားဆက်ဆံမှုခံရတာကိုရိုင်းစိတ်အားငယ်မှုတွေရှိနေတာအလွယ်တကူသွားလာနိုင်တဲ့ပတ်ဝန်းကျင်မျိုးမရှိတာတွေနဲ့အထောက်အကူပြုပစ္စည်းများအားလက်လန်းမမီခြင်းကလူမှုအဖွဲ့အစည်းအတွင်းမှာပါဝင်ဆောင်ရွက်နိုင်မှုအတွက်အခက်အခဲဖြစ်စေပါတယ်အရေးပေါ်အခြေအနေအတွက်အဓိကစိန်ခေါ်မှု မတန်ဆွမ်းမှုအခြေအနေကြောင့်အလုတ်အကန်အခွင့်အလမ်းနှဲပါရကနေအလုတ်အကန်မရှိတာဝင်ငွေအရင်းမြစ်ရှားပါတာတွေနဲ့ရင်ဆိုင်ရပါတယ်။အရေးပေါ်အခြေအနေဖြစ်လာရင်အလွယ်တကူရွှေ့ပြောင်းနိုင်ဖို့အခက်အခဲရှိတာလုံခြုံစိတ်ချရတဲ့အကျန်းမာရေးဆောင်ရှားမှုမရှိတာတွေကမတန်ဆွမ်းသူတွေအတွက်အဓိကစိန်ခေါ်မှုလည်းဖြစ်ပါတယ်။အကူအညီပေးရေးအဖွဲ့အစည်းများပေါ်အမြင် မတန်ဆွမ်းမှုနဲ့ပတ်သက်တဲ့စည်ရင်းကောက်ယူမှုမရှိတာတီးကြားလိုအပ်ချက်တွေကိုနှစ်လျူရှုခံထားရတာအရေးပေါ်အခြေအနေကိုတုံ့ပြန်ဖို့အစီအစဉ်တွေရေးဆွဲတဲ့အခါမှာမတန်ဆွမ်းသူတွေကိုထည့်သွင်းစဉ်းစားတာမျိုးတွေမရှိဘူးလို့ထောက်ပြကြပါတယ်အကူအညီရရှိမှုအခြေအနေ မတန်ဆွမ်းသူတွေလိုအပ်နေတဲ့အကူအညီနဲ့ရရှိတဲ့အထောက်ပံ့တို့ရဲ့ကွာဟမှုကကြီးမားပါတယ်။အကူအညီပေးရေးအဖွဲ့တွေရှိတဲ့ဆိုတဲ့သတင်းအချက်အလက်ကိုမတန်ဆွမ်းသူများရရှိအောင်ဖြန့်ဝေမပေးနိုင်ခြင်းကဝန်ဆောင်မှုများကိုလက်လွတ်မီရရှိစေရမှာအတားအဆီးဖြစ်စေပါတယ်။ဒါအပြင်အကူအညီပေးရေးအဖွဲ့တွေရဲ့စံနှုန်းသတ်မှတ်ချက်တွေဟာလည်းအချို့သောမတန်ဆွမ်းသူတွေအတွက်လက်လွတ်မီနိုင်ပေမယ့်အခြားသောမတူကွဲပြားတဲ့မတန်ဆွမ်းမှုရှိတဲ့မတန်ဆွမ်းသူများအတွက်အတားအဆီးဖြစ်စေပါတယ်။အရေးပေါ်အခြေအနေတွေအတွက် အကူအညီပေးရေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာမတန်ဆွမ်းသူတွေအပါအဝင်မိသူတဦးတယောက်မှမကြံခဲ့ရအောင်ဆောင်ရွက်ပေးနိုင်မှုအရေးကြီးပြီးမတန်ဆွမ်းမှုအလိုက်တီးခြားလိုအပ်ချက်တွေကိုလည်းထည့်သွင်းစဉ်းစားပေးဖို့လိုပါတယ်။